ယောရီယံဥမေဒီရဲ့လောင်းကနေအတက်ရှူရန်တချို့ကိုကြားလိုက်ရတာကြောင့်ဥမြတ်ဦးလည်းတုံ့လို့တွားခဲ့ရတာပေါ့အတက်ရှူရန်တွေရဲ့နောက်မှာတော့ရေမောဒန်တွေပါပါလာခဲ့တာကြောင့်ဥမြတ်ဦးလည်းကြက်တီဖျံဖျံထတာနောက်ကိုအနှဲငယ်တိုးဆုပ်တွားခဲ့ပါတယ်အလောင်းကအတက်ရှူရန်တွေနဲ့ရေရန်တွေကြောင့်ကြောက်လန့်နေတဲ့အချိန်မှာပဲချက်ချင်းဆိုတယ်လို့ထွန်းထားတဲ့မိတွေကယောရီယံပြက်သွားခဲ့တော့တယ်ဗျဥမြတ်ဦးတီအောင်ယောရီယံအစ်ဆက်တဲ့လေတချက်ဝိတာကိုခံလိုက်ရပြီးမောင်မိုက်တဲ့ထောင်းတနေရာမှာတခုခုလှုပ်ရှားနေတယ်လို့ခန်းစားလိုက်ရတာပေါ့ ေးမိသွားတယ်လို့ထင်နေတာဟုတ်ရိုးရီရဲ့အစ်ဆက်တဲ့အတန်တစ်ခုကနောက်ွယ်ကနေထွက်ပေါ်လာခဲ့တယ်ဗျာသူချက်ချင်းလက်ကြည့်လိုက်ပြီမေသူ့ရဲ့နောက်မှာဘယ်သူမှမရှိခဲ့ပါဘူးအားလုံးပြီးသွားပြီမေဒီဘာလို့မင်းကအေးချမ်းနဲ့ထွက်မလို့အားရတာလဲငါမင်းရဲ့အလောင်းကိုတခြားတချို့ဖို့ပြင်ဆင်ရအောင်မေကွာဥမြဥကအနေငယ်ကြောက်လန့်နေပြီမေစိတ်ကိုထိန်းချုပ်ခါပြောလိုက်ပါတယ်ချက်ချင်းပဲတချို့ဖို့ပြင်ဆင်မယ်ပြုခါ အလောင်းကိုမဖို့ပြင်လိုက်တယ်ဗျာအဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့ကြောက်စရာဖြစ်ပျက်တွေဖြစ်လာခဲ့တော့တာပေါ့ဥပေတိရဲ့အလောင်းပေးကနေစိတ်မပန့်အယောင်တွေထွက်လာပြီးအလောင်းကမရက်ထရက်ကဥမြတ်ဥရဲ့သမင်းတွေကိုဆွဲပြီးအပြင်းထန်တိုက်ခိုက်တော့တယ်ဗျာ